င်္ဂလာပါအဲ့ထဲမှာနံပါတ်တွေကိုဒီလိုမျိုး1 2 3ဒီလိုမျိုး manual မရိုက်ပဲနဲ့အလွယ်နီးဖေးဆွဲလို့ရပါတယ်ဒါကတော့နံပါတ်ဥမာ1လို့ရိုက်ထည့်ပြီးသားရရှိလို့ရှိရနော်သူဖိဆွဲမှာဆိုလို့ရှိရင်ဖိဆွဲခြင်းနဲ့ဆိုက်ွက်လေးကိုယူထားပါမယ်ပြီးတော့သူဒီညဘက်ထောင်လေးပေါ့နော်ထောင်စင်းလေးကိုပွိုင်းနာလေးတွတ်တင်တဲ့အချိန်မှာဆိုလို့ရှိရင် plus အမဲလေးနဲ့ မြင်လာပါလိမ့်မယ်အဲ့ဒီအချိန်မှာဆိုလို့ရှိရင် control key လေးကိုနှိပ်လိုက်ပါဒါဆိုလို့ရှိရင် plus လေးနောက်ထပ်တစ်ခုပေါ်လာပါပြီပြီးတော့လက်ညှိုးလေးကိုဖိပြီးတော့မှ mouse တင်ထားတဲ့လက်ညှိုးလေးကိုဖိပြီးတော့မှဒီလိုဖိပြီးတော့ဆွဲလိုက်ပါမယ် collagen နဲ့အရေအတွက်ရောက်ပြီဆိုလို့ရှိရင်เนาะ mouse လေးကိုတစ်ချက်လွှတ်လိုက်ပါမယ်ပြီးတော့ဒီဆိုမှ control key ကိုလွှတ်ပါမယ် ဒါပါကြတော့နံပါတ်2ကိုဖေးဆွဲတာပေါ့เนาะနံပါတ်1မှာမှ2က1အနေဆက်ဆွဲလို့ရသလိုတခြားနံပါတ်2ကနေလည်းဆက်ဆွဲလို့ရပါတယ်ဆွဲဆွဲမယ်ဆိုလို့ရှိရင်เนาะကိုဖေးဆွဲခြင်းနဲ့နံပါတ်2ကိုရွှေ့လိုက်မယ်ပြီးတော့ဆိုလို့ရှိရင်သူ့ရဲ့ညာဘက်ထောင်လေးကို pointer လေးထောက်လိုက်ပါမယ် plus အမဲလေးပေါ်ပြီးဆိုတာနဲ့ကွန်တိုကြီးလေးကိုဖိလိုက်ပါမယ်ဒါဆိုလို့ရှိရင်เนาะ plus လေးနှစ်ထပ်လေးဖြစ်နေရပေါ့เนาะအဲဒါဆိုလို့ရှိရင်လက်ညှိုးလေးကို mouse mouse မှာဆိုလို့ရှိရင်လက်ညှိုးလေးကိုဖိပြီးတော့မှဒီလိုမျိုးဆွဲလိုက်ပါမယ်ကိုလိုချင်တဲ့အရေးအတွက်ရောက်ပြီဆိုလို့ရှိရင်เนาะ mouse တင်ထားတဲ့လက်ညှိုးလေးကိုတစ်ချက်လွတ်လိုက်မယ်ပြီးတော့ဒီဆုံးမှာ control key လေးကိုဖြောက်လိုက်ပါမယ်ဒါတော့အခြေခံသမားတွေအတွက်ပြောပြတာပါဟာပြီးတော့ဥမာ9996ပေါ့နော်ဘယ်လိုမျိုးခဏနေရနေဖိဆွဲမယ်ဆိုလဲဆွဲလို့ရပါတယ်ဖိဆွဲခြင်းနဲ့ဆက်ကွက်လေးကိုယူပေးမယ်ပြီးတော့ထောင်းလေးကိုတော်ထောင်းလိုက်ပါမယ်ထောင်းလေးကိုတော်ထောင်းလိုက်ပါမယ်ပြီးတော့ဆိုလို့ရှိရင် control key လေးနှိပ်လိုက်ပြီးဆိုလို့ရှိရင်နော် plus ကနှစ်ခုလေးမြင်နေရပါလိမ့်မယ်အဲဒီအချိန်မှာ mouse တင်ထားရဲ့လက်ညှိုးလေးကိုဆိုလို့ရှိရင်ဖြီးပြီးတော့ဒီလိုမျိုးဆွဲလိုက်ပါမယ်ကိုလိုချင်တဲ့အရေးအတွက်ရောက်ပြီဆိုလို့ရှိရင်တော့ mouse တင်ထားရဲ့လက်ညှိုးလေးကိုအရင်လွှတ်ပါမယ်ပြီးသွားပြီဆိုမှ control key ကိုလွှတ်ပါမယ်အဲ့လိုမှမဟုတ်ဘဲနဲ့ဒီလိုမျိုးဖိဆွဲလိုက်တယ်ပေါ့နော် control ကိုအရင်လွှတ်ပြီးတော့မှ mouse ကိုလွှတ်လိုက်မယ်ဆိုလို့ရှိရင်သူကဒီပထမဆုံးတစ်ခုရဲ့ဟာတွေပဲ ပေါ်လာတယ်ပေါ့နော်ဒါကြောင့်အဓိကကနံပါတ်တွေကိုဖေးဆွဲမယ်ဆိုလို့ရှိရင် control key နှိပ်ပြီးတော့မှဆွဲရမယ်ပြီးတော့နောက်တစ်ခုကကြတော့ဒီလိုမျိုးဆွဲပြီးသားရဆိုလို့ရှိရင် control key ကိုအရင်မလွှဲရပါဘူး mouse ကိုအရင်လွှတ်ပြီးတော့မှသာ control key ကိုလွှတ်ပေးရပါမယ်ဒါကနံပါတ်တွေဖေးဆွဲလို့ရှိရင်မှတ်ရမယ်ဟာလေးပါနောက်တစ်ခုကတော့ mandy mandy ဆိုလို့ရှိရင်လည်း mandy ကနေဖေးဆွဲလို့ရပါတယ်သူကဒီလိုမျိုးစာသားတွေကိုဖေးဆွဲမယ်ဆိုလို့ရှိရင်နော်ဒီမှာ ခလိုကိနေရမလို့ပါဘူးဒီတိုင်းပြဆက်လို့ရပါတယ်ပြီးတော့ဒီမှာဆိုလို့ရှိရင်ဒီ Friday အနေနဲ့ဆက်ဆက်လို့ရပါတယ်နောက်တစ်ခုကကျတော့ရက်တီကိုအတုခောက်လေးနဲ့ဖြည့်ဆက်လို့ရပါတယ် Monday ဆိုလို့ရှိရင်တို့ကမယ် MON လို့ရေးထားလိုက်မယ်အဲ့အချိန်မှာသူညာဘက်ထောင်းလေးကိုနှိပ်ပြီးတော့မှဒီမျိုးဆွဲလိုက်မယ်ဖြည့်ဆက်လို့ရပါတယ်အဲရက်တီမှာဆိုလို့ရှိရင်ရှိလေဆွဲလို့ရသလိုအတူကောက်လည်းဖေးဆွဲလို့ရပါတယ်နောက်တစ်ခုကလာရီပေါ့နော်ဇန်နဝါရီဇန်နဝါရီကိုဖေးဆွဲမယ်ဆိုလို့ရှိရင်တော့သူ့ကိုဆက်လက်မလိုက်မယ်ညာဘက်တောင်းလေးကိုတော့လိုက်မယ် ခဏလို့ပဲဖေးဆွဲလိုက်မယ်ပြီးတော့ဒီမှာဆွဲလိုက်မယ်ပြီးတော့ဘယ်လားအနေနဲ့ဖေးဆွဲလို့ရရဲ့ပေါ့နော်နောက်တစ်ခုကဒီမေကနေဖေးဆွဲမယ်ဆိုလို့ရှိရင်เนาะသူက အရှိလေးတွေပဲထွက်လာပါလိမ့်မယ်အဲ့မှာဟိုအတူကောင်းနေပေါ့နော်လားဒီအတူကောင်းနေဆွဲရှင်နေဆိုလို့ရှိရင်ဟိုမှာ FB FB လို့ shortcut လေးနဲ့ ရေးထားလိုက်တယ်ဒါတော့ face swipe solution เนาะဒီလိုမျိုးအတိုတွေပဲ face swipe လို့ရပါတယ်တကယ်လို့မေကနေ face swipe ဆိုလို့ရှိရင်เนาะဒီလိုမျိုးသူကလေမေဆိုတော့ခါကျတော့ကွာဒီထက် shock ကမရှိတော့ဘူးသူအရှိလို့ပဲတည်ထားဖြစ်တော့တဲ့ကြောင့် face swipe မေကနေစာပြီးတော့ face swipe ဆိုလို့ရှိရင်เนาะအရှိ name အနေနဲ့ထွက်လာပါလိမ့်မယ်အာဒါဆို အခုကကြတော့ဒီနံပါတ်၄ဖိဆွဲတဲ့စာသားတွေဖိဆွဲတာကိုပြပြတာပါဒီကနံပါတ်နဲ့စာသားနဲ့ဖိဆွဲတာကိုပြပြပါမယ်နံပါတ်နဲ့စာသားရဲ့ရောနေတဲ့ဟာတွေဖိဆွဲမယ်ပေါ့နော်ဥပမာ first ဆိုပါစို့အဲ့ဆိုသူ့ကိုဒီမှာရွေးပြီးတော့ညာဘက်ထောက်ကနေဖိဆွဲလိုက်လို့ရပါတယ်ဘယ်ကနေဆက်ဆွဲဆွဲဒီမှာဆွဲလို့ရတယ်ပေါ့နော်နောက်တစ်ခုကကြတော့ first ပြီးလို့ရှိရင်ဥပမာ quarter ဆိုပါစို့ quarter ဆိုလို့ရှိရင် GTR ဆိုပါစို့ဒီလိုမျိုးရေးလိုက်မယ်အဲ့ဆိုဒီမှာ first quarter second quarter third quarter ဆိုပြီးတော့မှဒီမှာဆွဲရဲဒါပေမဲ့ဒီလိုမျိုးရေးထားရဆိုလို့ရှိရင်ဒီလိုမျိုးဆွဲလို့မရပါဘူးအော်သူက first ပြီးတော့ space ပါချပြီးတော့ GTR တို့ကောရေးလိုက်တာပါเนาะဒီလိုမျိုးရေးမှသာ ဖေးဆွလိုက်မယ်ဆိုလို့ရှိရင်ဒီလိုမျိုး quarter ထွက်လာတာပါ quarter ဆိုတော့ဒီမှာသူကဘယ်လိုသတ်မှတ်လဲဆိုတော့ဥမာပြောရမယ်ဆိုလို့ရှိရင်ဥမာတစ်နှစ်ပေါ့နော်တစ်နှစ်ကို၄ပုံပေါင်းလိုက်မယ်ဆိုလို့ရှိရင်တစ်နှစ်မှာ7လရှိရဲ7လကိုအဲ၄နဲ့စားလိုက်မယ်ပေါ့နော်အဲဆိုရှင်၄၃၄၁၂အဲဆိုလို့ရှိရင်ဒီ first quarter မှာဆိုလို့ရှိရင်ပထမ3လ second quarter ဆိုလို့ရှိရင်ဒုတိယ3လအစတည်းအဖြစ်အဲ့လိုမျိုးခေါ်ရဲပေါ့နော် နောက်ထပ်ကကြတော့ဒီမှာဆိုလို့ရှိရင်ကင်းနေကအရင်လာပြီးတော့မှဇာသားနောက်မှလာဒါဆိုအခုကြတော့ဇာသားအရင်လာလိုက်မယ်ပြီးတော့ကင်းနေကိုနောက်မှထပ်လိုက်မယ်ကျွန်တော်ရေးလိုက်မယ်ဆိုပါစို့အဲဆိုဖိတ်ဆက်လိုက်မယ်ဒီလိုမျိုးဆက်လိုက်လို့ရပါတယ်အဓိကမှန်ရမှာကတော့ဒီလို quarter တွေကို ရေးခြင်းနဲ့ quarter တွေကိုဖိတ်ဆက်မယ်ဆိုလို့ရှိရင်တော့ first နဲ့ quarter ဆက်ပြီးအပြင်အဲကြားထဲမှာဆိုလို့ရှိရင် space လေးချပေးရပါမယ်ပြီးတော့ကင်းနေနေကိုဖိတ်ဆက်မယ်ဆိုလို့ရှိရင်တော့ control key လေးနှိပ်ပေးရပါမယ်